အလုံး channel ကိုစင်ဆက်အားပေးနေတဲ့မိတ်ဆွေမျိုးတွေအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီကနေ့ဂျွန်လ9ရက်နေ့နဲ့10ရက်နေ့အတွက်ထပ်မံဖိတ်ခေါ်ထားတဲ့လောက်ကန်ခွန်းလန်းတွေကိုထပ်မံဖော်ပြပေးတော့မှာဖြစ်ပါတယ်စုံကြည့်လိုက်ပါနာဆင်ပြီးဖို့ဖိတ်ခေါ်ပါတယ်နော်နောက်ဆိုရင်ကျွန်တော်တို့ရဲ့အလုတ်ကင်ခွက်လန်းတွေကိုတစ်ချက်ကြည့်ကြည့်လိုက်အောင်နော်ဥဆုံးဖက်စီတစ်ခုကတော့ W WPN ဆိုတဲ့ဖက်ကကချင် မိုးမောင်းတဲ့မန်စီအတွက်လောက်ကန်တွေခေါ်ထားတာရှိပါတယ်ပထမဆုံးတစ်ခုကတော့ accountant position ဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ project assistant နောက်တစ်ခုကတော့ project officer ဒါတော့ WPN ကအချင်းတဲ့ဖိတ်ခေါ်ထားတဲ့လောက်ကန်ခွန်းလန်း၃ခုဖြစ်ပါတယ်အဲ WPN အဖွဲ့ကပဲနောက်ထပ် position တစ်ခုခေါ်ထားပါလေပထမတစ်ခုက project manager မူမောင်းတဲ့ manager ဖြစ်ပါပဲနောက်တစ်ခုက project assistant မူမောင်းတဲ့ manager ဖြစ်ပါတယ် ။ဟုတ်ကဲ့နောက်ဖက်စီတခုကတော့အဲ CFN အဖွဲ့ကမန္တလေးအတွက် project coordinator NAG NG ဖက်စီကရန်ကုန်မန္တလေးစခိုင်းတက်ကို driver ခေါ်ထားတာရှိပါတယ်နော် driver ရာသူလျှောက်ထားခြင်းနဲ့အမီကိုရေအဲ driver ရှူအဲကျင်းပထားပြပါတယ်အဲနောက်တစ်ခုကတော့ UNDP အဖွဲ့အစည်းကမန္တလေးအတွက် project associate position ဖြစ်ပါတယ်အဲနောက် organization ကတော့ solidarity international ကစစ်တွေတဲ့ position တစ်ခုခေါ်လာတာရှိပါတယ်ပထမတစ်ခုကတော့ information management officer IT နဲ့ပတ်သက်တာပေါ့နော် communication နဲ့ပတ်သက်တာနောက်တစ်ခုက information management activity manager ဆိုပြီးတော့ position တစ်ခုကိုစစ်တွေတဲ့ခေါ်လာတာရှိပါတယ် now msi app ကလည်းပဲကျွန်တော်တို့မြစ်ကြီးနားအတွက်ကို finance assistant ပြီးတော့ SCI ရဲ့ဖွဲ့ကလည်းတောင်ကြီးမန္တလေးစခိုင်းအတွက်ကို Project Assistant Case Management ပေါ့နော်အဲခေါ်ထားပါတယ်အဲ DRC ရဲ့ဖွဲ့က Intern အဲ Duty Station အဲ NACM ဆိုပြီးတော့အဲအဒီနေရာတက်ပေါ့နော် Position ကတော့ Humanitarian Mine Action Team Leader ဆိုပြီးတော့ဖြစ်ပေါ်ထားတာရှိပါတယ်အဲ Vovision မြန်မာကလည်းဒဂုံစိတ်ကမ်းအတွက် area program operation analysis ဆိုပြီးတော့ခေါ်ထားတာရှိပါတယ်။ Now the union အဖွဲ့ကလည်းတောင်ကြီးနဲ့စကိုင်းတက် fee officer ဆိုပြီးတော့ခေါ်ထားတာရှိပါတယ်။ And now အဖွဲ့စီတစ်ခုကတော့ sin sinsaba ဆိုတဲ့ organization ကလည်းရန်ကုန်မှာရန်ကုန်အတွက်ခေါ်ထားတာရှိပါတယ်။ဒါတော့ director of partnership အတွက် director ခေါ်ထားတာရှိပါတယ်။ပြီးတော့ massive cost ဆိုတဲ့ international ဖက်ကလည်း position တစ်ခု AOT အဲ data အတွက်ပေါ့နော် AOT time and delta အတွက်ကို position တစ်ခုကတော့ baseline assessment consultant ဆိုတဲ့ position ရဲ့နောက်တစ်ခုကတော့အဲ GIS analysis and action planning consultant ဆိုတဲ့ position ဖြစ်ပါတယ်။နောက် organization ကတော့ KSM ကအဲ book လေးတောင်းရှိတဲ့အတွက်ကို AAP အဲ position ခေါ်ထားတယ် ဂျီရီအလင်းဒန် network ကလည်းရန်ကုန် data set ကို security position ခေါ်ထားတာရှိပါတယ်။ SCI အဖွဲ့ကလည်း head of ရန်ကုန်တက်ကို chain protection technical ဆိုတဲ့ position ရာထူးခေါ်ထားတာရှိပါတယ်။ PN အဖွဲ့ကလည်းရန်ကုန်တက်ပဲဖြစ်ပါတယ်။ partner finance officer position ခေါ်ထားပါတယ်။ UNDP ကတော့နောက်ထပ်နှစ်ခုခေါ်ထားပါတယ်။အဲမန္တလေးတက်ပါပဲเนาะ။နောက်ပထမတစ်ခုက အဲ livelihood officer တခုရဲ့နောက်ပြီးတော့ project analysis တခု position တခုရဲ့ခေါ်ထားတာရှိပါတယ်။နောက် organization ကတော့ ZOA ရဲ့ဘက်ကရန်ကုန်အတွက်ကို internet staff capacity builder ဆိုတဲ့ position ခေါ်ထားတာရှိပါတယ်။ပြီးတော့ KB CFM ကအဲဘာအထောင်ရှိကရင်စတိတ်အတွက်ကိုကျွန်တော်တို့ medical doctor ထပ်ပြီးတော့ကြေညာထားတဲ့ အဲချင်းဖြစ်ပါတယ်နောက်တစ်ခုကနောက်တစ်ဖက်ကလည်း KBCSM ပါပဲ KBC SM ဘာဘန်ထောက်ရှက်တက်ကိုကျွန်တော် nest ခေါ်ထားတာရှိပါတယ် position nest position ဖြစ်ပါတယ်အာနောက် Nakon Time ဆိုတဲ့ organization ကလည်းတောင်ကြီးအဲ transition state တက်ကို fee assistant ခေါ်ထားတာရှိပါတယ်နောက် Nakon Time အဖွဲ့ကလည်းနောက်ထပ်နှစ်ခုခေါ်ထားတာရှိပါတယ်ပထမတစ်ခုက တောင်တောင်ကြီး base asset ဖြစ်ပါပဲပထမ position တစ်ခုကတော့ fee office officer ဖြစ်ပါတယ်နောက် position က network mobile assistant ဆိုတဲ့ရာထူးတွေကိုတောင်ကြီးအတွက်ခေါ်ထားတာရှိပါတယ်အဲနောက်ကေ KBC SM ကဘာအတွက်ကိုနောက်ထပ် head promotion assistant position ခေါ်ထားပါတယ်အဲနောက် IR RC ကရန်ကုန်အတွက်ကို senior partnership manager position ခေါ်ထားတာရှိပါတယ် WWF အဖွဲ့ကတော့ရန်ကုန်အတွက်ကိုကျွန်တော်တို့အာ fresh water programming assistant ဆိုတဲ့ position ခေါ်ထားပါတယ်။ TDHL အဖွဲ့ကနှစ်ခုပေါ့နော်မန္တလေးအတွက်ကိုကျွန်တော် meal office စာတစ်ခုရဲ့နောက်ပြီးတော့ logistic assistant ဆိုတဲ့ position နှစ်ခုခေါ်ထားတာရှိပါတယ်။အဲနောက် CL organization ကတော့ Kyin State အတွက်ကို၄ခုခေါ်ထားပါတယ်။ ပထမ position ကတော့ project coordinator ပါဒုတိယ position ကတော့ admin and finance officer ဖြစ်ပါတယ်နောက်တစ်ခုက MAE and data system position ဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ community facilitator ဆိုပြီးတော့ CL အဖွဲ့ကအဲတင် state အတွက်ကို position အဲ၄ခုတော့ဖိတ်ခေါ်ထားတာတွေ့ရပါတယ်လို့ now အဖွဲ့စီတစ်ခုကတော့ UNESCO ဖက်ကရန်ကုန်အတွက်ကို consultant educational ဆိုပြီးတော့ position ခေါ်ထားပါတယ်။နောက်အာယုဥအဖွဲ့ကလည်းရန်ကုန်အတွက်ကို time or refer for consultant ဆိုတဲ့ position ရာထူးခေါ်ထားပါတယ်။ SMDU အဖွဲ့ကညောင်ရွှေရှမ်းစတိတ်အတွက်အတွက်ကို project assistant ခေါ်ထားပါတယ်။အဲနောက်အာ ICRC အဖွဲ့ကလည်းတောင်ကြီး base အတွက်ပေါ့နော်။ economic security officer position ခေါ်ပါတယ်။ အဲ MMA အဖွဲ့ကရန်ကုန်တပ်ကို Assistant Project Officer ခေါ်ထားပါတယ် UNESC ကိုအဖွဲ့ကလည်း Consultant Translation ဆိုပြီးတော့ position ခေါ်ထားတာပါရှိပါတယ် Now KBCF အဖွဲ့ကလည်း Community Facilitator ထပ်ခေါ်ထားတာရှိပါတယ်အဲ DRC အဖွဲ့ကရန်ကုန်တက်ကို final manager position နောက် DRC ပဲ final manager အဲတခုထပ်ပြီးတော့ခေါ်ထားတာရှိပါတယ်။အဲနောက် DRC ပဲအဲမစ်ဂျီနာတက်ကိုအဲအဲမီမီအော်ဖီဆာခေါ်ထားတာရှိပါတယ်။အဲ MSF Holland ဖက်ကတော့ Packet Kitchen State တက်ကို Sexual Violence Program Supervisor ဆိုတဲ့ position ခေါ်ထားပါတယ်လို့။နောက် organization မဖို့ပြပဲနဲ့စကိုင်းထောင်ရှစ်စကိုင်း region တက်ကို Township Monitoring and Evaluation Coordinator ဆိုပြီးတော့ position ခေါ်ထားပါတယ်။နောက် Glen အဖွဲ့ကလည်း Mandalay Region အတွက် Emergency Program Manager position ဖြစ်ပါတယ်။နောက် Plan အဖွဲ့ကလည်းစစ်တွေအတွက်ကို Project Assistant ဆိုပြီးတော့ position နဲ့တီးတီးဖိတ်ခေါ်ထားတာရှိပါတယ်။ကျွန်တော်ဒီကိုမိတ်ဆွေကျွန်တော် channel ကိုဆင်အားပေးနေတဲ့ ဒီလိုမျိုးမှာတွေကျွန်တော်တို့လောက်ကန်ခွန်းနှန်းနေစင်ပြကြပါစေလိုအပ်တဲ့ link တွေကိုလည်း comment box မှာပြပြီးတော့အဲလိလာဖတ်ရှုရှောက်ထားလို့ရပါတယ်ဆိုတဲ့အကြောင်းဝေမျှချင်ပါတယ်ကျွန်တော် channel လေးကိုလည်း like share and subscribe လုပ်ပြီးဖို့လည်းမျှတရက်ခံတောင်းဆိုပါရစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်